ကကြီးစကကြယ်ရီပြောခဲ့ပေမဲ့ဝင်းနာမဖြစ်ခဲ့တာကြောင့်2029ခုနှစ်မှာမကြေပွဲထက်နှွဲအောင်မဲ့ခင်ရတနာဆုံးပရိသတ်များလုံးမဲ့မိကလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ်အခုချိန်မှာတော့အားလုံးစောင့်မျှော်နေကြရတဲ့ Miss Universe မြန်မာအလှမဲ့ပြိုင်ပွဲကြီးကအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကောင်းအနာရရှိခဲ့တဲ့အလှမဲ့တွေလည်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ပွဲရလကမထင်မှတ်ထားတာတွေဖြစ်သွားခဲ့တာကြောင့်အလှမဲ့လောကရဲ့ပရိသတ်တွေကြားထဲမှာကြက်တွေထနေရပြန်တာပါ Miss Universe ပြိုင်ပွဲအစမှကတည်းကပရိသတ်တွေကသူတို့အားပေးတဲ့အလှမဲ့တွေကိုဝင်းနောက်စုတွေအပြိုင်ဆိုင်ခံမှန်းခဲ့ကြပေမဲ့တကယ်ပြိုင်ပွဲရလမှာတော့ဘယ်သူမှမထင်မှတ်ထားတဲ့ပြင်ဦးလွင်အလှမဲ့ကဝင်းနောက်ရောက်သွားတာကြောင့်မထိုက်တန်ဘူးဆိုရဲဝေဖန်သံတွေထွက်ပေါ်နေကြတာဖြစ်ပါတယ်ပြိုင်ပွဲတစ်လျှောက်မှာဝင်းနောက်ရောက်မယ်လို့နမည်ထွက်နေခဲ့တဲ့နာနာရန်ရန်နဲ့ခင်ရနာဆိုတော့ကဝင်းနောက်စုနဲ့လွဲချော်ပြီးနမည်ကြီးထမင်းငယ်ဖြစ်သွားတဲ့အပေါ်မှာလည်းလုတ်ပွဲကြီးလို့ဝေဖန်နေကြတာပါ ခင်ရတနာစိုးဟာဆိုရင်ပြည်သက်တွေကလည်းခံမပေးတာရှိသလိုကိုရိုင်းကလည်းဝင်းနာဖြစ်မယ်လို့အပိုင်တွက်ထားခဲ့တာပါပြိုင်ပွဲအစမှာတည်းကလေကြီးလေကျယ်တွေပြောပြီးစကားပြောဖြစ်ဖြစ်တယ်ဆိုတဲ့ဂုံနဲ့သူ့ပဲအသည့်သူ့ပဲအတက်ဆုံးပုံစံဖမ်းနေခဲ့တာပါဒါကြောင့်ပြည်သက်တချို့ကအကြည့်မရဖြစ်နေပေမဲ့တချို့ကလည်းခင်ရတနာစိုးရဲ့စကားပြောဆိုပုံအချိုးကျတာကိုပဲသဘောကျနေကြတာပဲဖြစ်ပါတယ်ခင်ရတနာစိုးကဒီပြိုင်ပွဲမှာအဓိကနာမည်ကြီးထမင်းငယ်ဖြစ်သွားခဲ့တာကတော့ကိုရိုင်းယုံကြည်မှုပြင်းထန်နေသလုံးသူ့ရဲ့ပြည်သက်တွေရဲ့ခိုင်မာဝင်းရံပေးမှုတွေကြောင့်ဖြစ်ပါတယ်တတင်ရှင်ပြိုင်ကလေးက ခင်ရတနာစိုးကိုမင်းစယုံမထွက်ဘူးဆိုပြီးဝေဖန်နေကြတာရှိခဲ့တာပါ ဒါအပြင်ဇပင်ကလည်းဘိုကေဇပင်နဲ့ပြန်ခဲ့တာမလို့ပရိသတ်တချို့အမြင်မှာဘလို့မှ miss မဖြစ်ထိုက်ဖို့လို့ယူဆထားခဲ့ပါတယ်။ဒါပေမဲ့ခင်ယရနာဆိုကဒီလိုဝေဖန်တန်နီကိုလစ်လို့ရှုပ်ပြီးသူ့အကောင်ဆုံးလုပ်ပြမယ်လို့ရည်ရွယ်ထားခဲ့တာပါ။ဘလို့အချင်းချင်းမျိုးမမဆိုလူတိုင်းကဖြစ်ချင်တဲ့အိမ်မက်ကိုအကောင့်ထဲပေါခွင့်ရှိတယ်ဆိုပြီး Winner Crown ကိုအပိုင်သိမ့်မဲ့ပုံစံနဲ့လေလုံးထွားခဲ့ပေမဲ့လက်တွေ့မှာတော့ Top 10ထဲတင်ချဉ်းနှက်ခဲ့ရတာပါ။ဒါပေမဲ့ခင်ယရနာဆိုကတော့အခုထက်ထိမမလျှော့သေးပဲယုံကြည်မှုအပြည့်အဝရှိနေသေးပါပဲ။ Crown မရလဲဘာမှမဖြစ်ကြောင်းနဲ့သူ့ကိုဝေဖန်သူတွေကို ည်းလပြိုင်ကြည့်ကြအောင်သူ့လိုလုံနိုင်ပါမလားဆိုရာဒီကိုပါစားနောက်စိန်ခေါ်သွားသေးတာပါ ဒါအပြင် top 10ရလဲချင်တဲ့ top 10မလို့ငုံနေမှာမဟုတ်ဘူးဆိုပြီးလဲပြောလာခဲ့တာပါဒါဟာပြီးခဲ့တဲ့နှစ်က Miss Grand International ပြိုင်ပွဲမှာတဲဆုညင်ကငိုခဲ့ဘူးတာရှိတာကြောင့်ခနဲ့ရှင်ပြောတာဖြစ်နိုင်တယ်လို့ပရိသတ်တွေကယူဆနေကြပါတယ်ခင်ရနာဆိုးဟာဘသူကမှခနဲ့တာမဟုတ်ပါဘူးလို့ပုံမေလင်းလင်းပြောဆိုခဲ့ပေမယ့်တဲဆုညင်ကတော့မချင်မနှက်ဖြစ်နေတာပါခင်ရနာဆိုးလို့ Miss Young မထွက်တဲ့သူကတဲဆုညင်လို့ရေချင်းရှိတဲ့အလှမဲ့တယောက်ကိုခနဲ့ရကောင်းလာဆုပ်ပြီးစိတ်တုန်နေကြတာဖြစ်ပါတယ်ခင်ရနာဆိုးကတော့ဘသူကမှဂယူမဆိုင်ဖဲ2029မှာစိ တရော့လူရော့ပြင်ဆင်ကောင်ခံဖတ်ပြလာအောင်မှဖြစ်ပြီးလက်တလုံးမှာတော့နောက်ထပ်ရှင်ပြိုင်မဲ့ဂျူနီယာအနှမဲ့လေးတွေကိုစိတ်တပ်ပိုင်းဆိုင်ရာနဲ့ခပ်ဝော့ပိုင်းဆိုင်ရာမှာစပုတ်ပေးသွားမယ်လို့သိရပါတယ် ခင်ရတနာစိုးကသူ့လိုမင်းစယောက်မထွက်ဖို့လို့ဝေဖန်ခံရသူတောင်အခုလို top 10ရအောင်စူးစမ်းလာနိုင်တာမလို့အလှမဲ့ဖြစ်ဖို့အိမ်မရှိသူတွေကိုစိတ်ရမငယ်အောင် office ကရီလည်းပြောချလာခဲ့တာပါဒါပေမဲ့အလှမဲ့လောကရဲ့ဝင်မဲ့ဆိုရင်တော့ background တောက်မှုရေးကြီးရယ်ဆိုပြီးသူတို့လောကအကြောင်းကိုသူ့ပဲသိသလိုမျိုးနဲ့သတိပေးသွားခဲ့သေးတာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောဒီနှစ်ပြိုင်ပွဲမှာဝင်နာမရလို့2029မှာခံပတ်ပြန်လာအောင်မယ်ဆိုတဲ့ခင်ရတနာစိုးနဲ့ပတ်သက်ပြီးမြင်လဲတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။